ဒီတစ်ပတ်တည်းမှာယောစီပွဲတွေဝမ်ချမ်ပီယံရှစ်ရဲ့မြန်မာပွဲစဉ်တွေမရှိဘူးဒါပေမဲ့ဘောင်စင်ပွဲတစ်ပွဲထပ်ပြီးတော့ရှိမယ်အားလုံးနဲ့ယင်းနီးပီးသားဖြစ်တဲ့ဘန်ဂျမင်ဝေါ်တိတ်ကာရဲ့ပွဲပါပြိုင်ဘက်ကလည်းဘန်ဂျမင်ပါပဲရှုပ်သွားတာတော့မသိဘူးဘန်ဂျမင်ဂါဘာစီလို့ခေါ်တဲ့သူနဲ့တွေ့မှာပါဘန်ဂျမင်နှစ်ယောက်တွေ့မှာမို့လို့ဝေါ်တိတ်ကာနဲ့ဂါဘာစီလို့ပဲကျွန်တော်သုံးပါမယ်ဘန်ဂျမင်ဂါဘာစီကိုတိလာလို့မေးရင်မသိဘူး အခုမှ Google ခေါက်ပြီးတော့ပြောတာဖြစ်တယ်မသိဆိုသူ့မှာက Wikipedia တောင်မှမရှိသေးတဲ့ browser ပါ Wiki မရှိတိုင်းမကောင်းဘူးလို့တော့ဆိုလိုလို့မရပါနဲ့ပုံရိပ်မမြင်ဘူးဆိုတာကတော့သိကြပါတယ်အသက်က30ထိုးပွဲ20မှာ19ပွဲ9တပွဲရှုံးမှာ record ကောင်းပါတယ်သို့တော့အပျော်တန်းတာတာ semi pro level လောက်ရှိတဲ့ပွဲတွေပဲထိုးထားတဲ့ record ပါတကယ် pro ပွဲဆိုပြီးတော့တတ်မှတ်လို့ရတာဒီ2024နှစ်ဝင်းကျင်မှာထိုးခဲ့တဲ့ rehab season ပွဲတွေပဲရှိပါအောင်မယ်ဆိုလိုချင်တာကတော့ရှင်းတယ် record ကိုကြည့်ပြီးတော့ထိတ်တန်း level လို့တော့သတ်မှတ်လို့မရဘူးဆိုတာပါကျွန်တော်သူ့ရဲ့ပွဲတွေကိုရှာကြည့်ရသလောက်ဆိုရင်2018ဝင်းကျင်ကမှစထိုးတာတွေ့ရတယ်ဆေးရှည်တာရဲ့အမားနဲတာရဲ့ကသူ့ရဲ့အားသာကြတခုပါစိတ်တော်တော်ရှိပါတယ်မာကုံတိုင်းတာတခုတည်းရှိတယ်အမမပါနိုင်တလို့အတက်နိုင်ဆုံးဆော့ပါတယ်အရက်က6ပေနဲ့တစ်ခွဲရှိလို့ light heavy weight တန်းနဲ့ဆိုရင်တော့အနေတော်ပါပဲဆိုတော့ Benjamin Gavazzi ရဲ့ဘိုင်ဟိုကတော့ဒီလောက်ပါပဲ Wattika ကတော့ Prince နောက်ပိုင်း Showboat တင် Dancing Style နဲ့ဆော့တဲ့အင်္ဂလန်ကစားသမားပါ သူ့အကြောင်းကကျွန်တော်ခဏခဏမိတ်ဆက်ပေးခဲ့ဘူးလို့အသေးစိတ်တော့ပြန်မပြောတော့ဘူး။လီယန်ကမ်မရွန်ရဲ့ပွဲမှာဝေဖန်မှုတွေတော်တော်လေးကိုခံထားရပါတယ်။မချေပွဲမှာတော့ပြန်ပြီးတော့နိုင်ခဲ့တယ်။ဒီပွဲကချန်ပီယံလူဖို့အတွက်လှေကတိပြနိုင်တဲ့သူက WBC server တိုက်တယ်ကိုရမယ်။ server ကိုရရင် green ကိုစိန်ခေါ်ခွင့်ရှိတယ်။ဒါကြောင့်ဒီပွဲသည်အရေးကြီးပါတယ်။ပွဲခံမှန်းတဲ့သူအများစုကတော့ Benjamin Watiker ကိုအသာဆိုပြီးတော့ခံမှန်းထားကြတယ်။ပေါက်ကျင်းမှာလဲ1.023 Gavazzi ကို10.2ပါ။ ကိုးစားတော့ကွာပါတယ်အင်္ဂလန်ရဲ့ဒုတိယမြို့ဖြစ်တဲ့ Birmingham မှာပဲထိုးမှမို့လို့ Watford ရဲ့အိမ်ကွင်းလည်းဖြစ်နေပြန်ပါတယ်ဒါကြောင့်ဒီလိုကြေးပေးထားတယ်လို့ထင်ပါတယ်မီတုပင်စိုးသေးကမူပေါ့နော်ကွန်ဗတ်စပေါ့ပြိုင်ပွဲတပွဲမို့လို့ဘာမဆိုဖြစ်နိုင်ပါလေပွဲမပြီးမချင်းဘာမှတော့အတက်ပြောလို့မရပါဘူးနိုင်တဲ့သူကကန်ကောင်းတယ်လေပြောလို့ရတယ်လို့ကန်ဆိုးသွားနိုင်တယ်လို့လည်းပြောလို့ရမှာပါဘာကြောင့်လဲဆိုတော့ WBC Real Champion ကပတ်ကိုစိန်ခေါ်ခွင့်ရမယ်ဆိုရင် David Van Der Vedas နဲ့တွေ့ရမှာပါ တကင်ငကြမ်းမှာ၂၂ရက်နေ့မှာအက်ဒိုနီရက်ကိုအလဲထိုးသွားတဲ့ဘဲပါ အကယ်၍အခုပွဲမှာဒါဘန်ဂျမင်ဝေါ်တိတ်ကသာနိုင်သွားခဲ့ရင်ဒေးဗစ်နဲ့တွေ့ရင်တော့လာပြီပါဝါပရက်ရှာသမားနဲ့ရှိုးပုတ်တင်သမားနဲ့တွေ့မှာပါ အချိန်က30ရက်နေ့မန္တလေး၄နိုင်ဝင်းချင်းဖြစ်မှာပါလိုက်လွင့်ပေးပါမယ်နေရောတာပါ channel msn ရပါ telegram မှာပြန်တွေ့ရအောင်တတော်